မင်္ဂလာပါတနင်္ဂနွေနေ့မနက်ပိုင်းမှာရှင်ပြိုင်ကစားကြမဲ့ Chelsea အသင်းနဲ့ Benfica အသင်းတို့ရဲ့ဒီ Club World Cup ရှုံးထွက်အဆင့်ပွဲစဉ်အကြောင်းကိုကျွန်တော်တင်နေနိုင်ငံတင်ဆက်ပေးချင်ပါတယ်လက်ရှိခြေစွမ်းအရာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Chelsea အသင်းကခြေစွမ်းပိုင်းမှာတည်ငြိမ်မှုမရှိတာကိုကျွန်တော်တွေ့ရတယ်ဗျဒါကြောင့်မို့ Benfica အသင်းနဲ့ရှင်ပြိုင်ကစားရမယ်ဆိုတော့ကျွန်တော်နည်းနည်းတော့စိုးရင်စိုးရင်မိတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ group အခြေအနေကြည့်မယ်ဆိုလို့ရှိရင် Chelsea အသင်းက တော်တော်လေးကိုချောင်တယ်လို့ကျွန်တော်ပြောလို့ရခဲ့ပေမဲ့ဒီလိုအခြေအနေမျိုးမှာကျွန်တော်ချက်စီအတင်းကမရှုံးသင့်တဲ့ဖလာမီโกနဲ့ပွဲစဉ်မှာကျွန်တော်အရှုံးရှုံးပွဲတစ်ပွဲကျွန်တော်ကြုံတွေ့ခဲ့ရတယ်ဗျာဒီရှုံးပွဲကလည်းကျွန်တော်ချက်စီအတင်းအတွက်ဘင်ဖီကာနဲ့တွေ့ဖို့အကြောင်းဖန်လာတယ်ပဲကျွန်တော်ပြောရမှာပဲအခုကျွန်တော်ဘင်ဖီကာဖက်ကြည့်မယ်ဆိုလို့ရှိရင်ဘင်ဖီကာကလည်းအာသူက အုပ်စုကြက်တဲ့အထဲမှာပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့သူကဘိုင်ယန်မြူနစ်နဲ့လည်းရှင်ပြိုင်ကစားရတော့ကိုသူ့ရဲ့အုပ်စုကတော့တော်တော်လေးကိုကြက်ခဲ့တယ်ကျွန်တော်ပြောရမယ်။ဒီအုပ်စုပွဲစဉ်မှာသူတို့ကနှစ်ပွဲနိုင်တပွဲတရေကြထားပြီးမှတိုက်စစ်ပိုင်းကတော့ကိုကိုအထစ်တွင်းပြီးမှခြေစွမ်းပြနေရကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ချက်စီအတင်းနဲ့တွေ့ဆုံခဲ့တာ၃ပွဲရှိရပြ။ have to have အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့ဒီ၃ပွဲစလုံးကိုချက်စီရဲ့အတင်းကအနိုင်ရရှိခဲ့တယ်။ ဒီနေရာမှာတစ်ချက်ထူးခြားတာကဘာလဲဆိုလို့ရှင်တော့ Benfica အတင်းကိုအနိုင်ရလိုက်တိုင်း Chelsea အတင်းကဘူဆွဲတွားခဲ့တဲ့အစင်လာလေးတွေရှိတယ်ပြီးခဲ့2012မှာဆိုလို့ရှင် Chelsea အတင်းက Benfica အတင်းကိုကြော်ဖြတ်ပြီးမှကျွန်တော်တို့က Champion League ရရှိခဲ့တယ်2013မှာကျတော့ Chelsea အတင်းကဒီ Europa League Final ပွဲစဉ်မှာ Chelsea အတင်းက Benfica ကိုအနိုင်ရရှိပြီးမှ Europa League ကိုကျွန်တော်ဘူဆွဲတွားခဲ့တာကိုကျွန်တော်တွေ့ရတယ်အခုတစ်ချိန်လိုက်ကျွန်တော်တို့က Benfica အတင်းနဲ့ပြန်လဲစုံတွေ့ရတယ်ဆိုတော့ အရင်တုန်းကပုံစံမျိုးပဲပြန်လဲထပ်ဖြစ်လာမလားဆိုတော့ကျွန်တော်တို့ချက်စီပရိတ်သတ်တွေတော်တော်လေးကိုမျောလင့်ထားကြတယ်အကြောင်းအရင်းကလည်းကျွန်တော်တို့ဒီ Club World Cup ကိုအရန်လိုချင်လို့ပြ Club World Cup ကအခုရရှိခဲ့တဲ့စုချင်းငွေကဘာလဲဆိုလို့ကျွန်တော် Champion League ရရှိတဲ့စုချင်းငွေထက်ပိုမိုပြီးမှရရှိမှာဖြစ်တယ် Champion ဖြစ်သွားလို့ရှင်တော့ ောင်သန်း150ဝန်းကျင်လောက်ခန်းစားခွင့်ရှိမှာဗျ။ဒါကြောင့်မို့အခုကျွန်တော်ဒီ Club World Cup မစတင်ခင်တုန်းကဆိုလို့ရှိရင်တော့အသင်းကြီးတော်တော်များများအားဖြစ်တင်မှုတွေတော်တော်လေးကိုပြုလုပ်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။ဒီထဲမှာ Chelsea အသင်းကလည်းတသင်းအပါအဝင်ပေါ့ကျွန်တော်ဒီ Club World Cup မစတင်ခင်တုန်းကဆိုလို့ရှိရင် Chelsea အသင်းကဒီတောင်ပံကစားမားတွေအားဖြစ်ဖို့ကြိုးစားခဲ့တယ်ပြီးလို့ရှိရင် Goal မားနေရာစဖြစ်စူးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ဘူးဆိုတော့အခုလက်ရှိအချိန်ကြီးကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှင်တော့ Chelsea အတင်းက တည်ငြိမ်မှုတော့မရရှိသေးဘူးအကြောင်းရင်းကလည်းကျွန်တော်တို့ကနီးပြားတက်အဆူမာစကာရဲ့နီးပြူခါကြောင့်ကျွန်တော်ချက်စီအတင်းကအာတည်ငြိမ်မှုရရှိဖို့နည်းနည်းယုံကန်နေရတဲ့အတင်းတစ်တင်းတခါလေးကြားလို့ရှိရင်ကျွန်တော်ဒီပွဲမှာရလက်ကောင်းတယ်နောက်ပွဲကြားလို့ရှိရင်ကျွန်တော်အတင်းငယ်နဲ့တွေ့လို့ရှိရင်လည်းကျွန်တော်တို့ရလက်ပြန်စိုးသွားတဲ့အခြေအနေမျိုးမှာကျွန်တော်ကြုံတွေ့နေရတယ်ဗျာ အခုနီးပြအန်ဆိုမတ်စကကစားချင်နေတဲ့ပုံစံကပါလဲဆိုလို့ရှင်တော့ Bill F from the back ကနေစပြီးမှကျွန်တော် high position ပုံစံမျိုးနဲ့ကစားချင်နေရဒါပေမဲ့ ကစားသမားတွေနဲ့တဟဇာတမဖြစ်သေးဘူးတချို့ကစားသမားတွေဆိုလို့ရှိရင်သူရဲ့နီးပြူဟာထဲမှာအံဝင်ခွင့်ချမှုတော့မရှိဘူးဗျာဒါကြောင့်မို့ကျွန်တော်ချက်စီအတင်းကအရလက်ကောင်းနေရရှိဖို့အတွက်ရုံးကန်နေရတာဖြစ်တယ်ဆိုတော့အခုဒီ Benfica အတင်းနဲ့ပွဲစဉ်မှာကတော့ကျွန်တော်အနေနဲ့ဒီနီးပြူဟာဘိုင်းထက်ဆိုင်လို့ရှိရင်ကစားသမားတဦးတယောက်ချင်းစီကအရေးအချင်းကောင်းနေကိုပဲကျွန်တော်မျှော်လင့်တယ်ဥပမာ Cole Palmer တို့ဒီလက် ပလရှင်ကျွန်တော်တို့ဒီ Patronet တို့ Aso Fernandez အစရှိတဲ့ကစားသမားတွေစီကအရေးချင်းကိုပဲကျွန်တော်မျှော်လင့်တယ်ဆိုတော့တစ်ဖက်မှာကျွန်တော်တို့ဒီ Benfica အတင်းဖက်ကိုကြည့်မယ်ဆိုလို့ရှင်တော့ Benfica အတင်းက တကယ်ကောင်တာအထက်နဲ့ကစားတဲ့အသင်းတသင်းပြကောင်တာအထက်ဆိုပေမဲ့လေသူတို့ကခန်းစစ်ယူတီတန့်ပိတ်ပြီးမှကစားတာမဟုတ်ဘဲနဲ့ press လုပ်ပြီးမှတစ်ဖက်အသင်းကိုဖိအားပေးတာကိုလည်းကျွန်တော်တွေ့ရတယ်သူတို့မှလည်းကစားမကောင်းအချို့ရှိပါတယ်ဂျောနဖီဒီမာရီယာနဲ့စီဗာအစရှိတဲ့ကစားမားတွေကိုလည်းသူတို့ကပိုင်ဆိုင်ထားတယ်ဆိုတော့ချက်စီအတင်းအနေနဲ့ဘင်ဖီကာနဲ့တွေ့တဲ့အခါမှာတော့ကျွန်တော်ပေါ်ရော့လို့တော့မဖြစ်ဘူး ကျွန်တော်အစဉ်အလာအရာရှိတယ်ဆိုပေမဲ့လည်းလက်ရှိအချိန်မှာကျွန်တော်ချက်စီအတင်းကခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘူးတိုက်စစ်ပိုင်းကလည်းဂိုးတကိုးရရှိဖို့အတွက်ရုန်းကန်နေရတဲ့အချိန်ဆိုတော့ဒီနေရာမှာကျွန်တော်နည်းနည်းမျောလင်းရတာကချက်စီရဲ့အတင်းရဲ့တိုက်စစ်မှာဒီလက်ပြန်လဲဥဆောင်လာပြီဆိုတော့နည်းနည်းတော့မျောလင်းလို့ရရတယ်ဒီနေရာမှာနောက်ထပ်တစ်ချက်ကျွန်တော်ထပ်ပစ်တည်ထားရမှာကပါလဲဆိုလို့ရှင်တော့နီးပြအနေနဲ့ Rizzy James ကိုသူနေရာနဲ့သူထားကစားနိုင်ဖို့ပဲကျွန်တော်မျှော်လင့်တယ်အခုနောက်ပိုင်းပွဲစဉ်တွေကနီးပြက Rizzy James ကို ကွင်းလယ်မှာကြီးပဲသွားတက်ကစားခိုင်းနေရဗျဒီလိုနေရာမှာ residence တက်ကစားလိုက်တိုင်းခြေစွမ်းပြဖို့အတွက်တော်တော်လေးကိုယုံကန်နေရနေရကိုကျွန်တော်တွေ့ရတယ်ဗျဆိုတော့ residence ကိုတွေ့ရပုံစံအတိုင်းပဲထားကစားပြီးမှတိုက်စစ်ကိုလိုက်ပါသွားခိုင်းခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ချက်စီအတင်းကလိုချင်တဲ့ twin goal တွေကိုတော့ကျွန်တော်မြင်တွေ့ရဖို့မျှော်လင့်ရင်းနဲ့ကျွန်တော်ဒီဗီဒီယိုကျွန်တော်တလောက်နဲ့ပဲဆုံးသက်ပေးချင်တယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်လို့